နာမည်ကြီးတဲ့မင်းသမီးဖြစ်လာပြီးတဲ့နောက်ကောင်းတူဆိုးတူရှိပေးခဲ့တဲ့ချစ်သူဖြစ်သူကိုစိတ်တကြိုက်စီမဲ့စကားတခုအတိအလင်းပြောလိုက်တဲ့တတထွန်းတတထွန်းကအလှမဲ့လောကကနေတရုတ်ဆောင်လောကတွေကိုဝင်ရောက်လာခဲ့သူဖြစ်ပြီးဇလန်တွဲတွေနဲ့အရင်အောင်မြင်နေပါပြီ။အောင်မြင်ပြီးတဲ့နောက်မင်းသမီးတွေကခရိုနီတထင်းကြီးတွေနဲ့လက်ထက်တာထုံးစံတစ်ခုလိုဖြစ်နေပြီးဘသူရဲ့ခင်မွန်းတွေကပို့ပြီးတော့ချမ်းသာလဲဆိုတော့အပြိုင်ဆိုင်ဖြစ်လာကြပါတယ်။ခရိုနီတထင်းလေးကိုပဲလက်ထက်နေကြတဲ့အချိန်မှာတတထွန်းကတော့သူ့ရဲ့ချစ်သူဖြစ်တဲ့ကိုလိုမိုးအပေါ်မှာပဲသစ္စာရှိရှိချစ်ပေးခဲ့ပါတယ်။တတထွန်းရဲ့ချစ်သူကိုလိုမိုးကတော့မအောင်မြင်ခင်ကတည်းက ဘေးနားမှာပတ်မိုးပေးခဲ့သူဖြစ်ပြီးအပိတ်ခဲ့ပါတယ်။တက်တက်ထွန်းကို over item ပြောနေတဲ့အချိန်မှာလည်းအမငယ်ရအောင်ပြောင်းလဲပေးခဲ့သလိုတက်တက်ထွန်းကလည်းသစ္စာရှိပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့တက်တက်ထွန်းကအရင်အောင်မြင်လာခဲ့ပြီးကိုလိုမိုးနဲ့တူတူတွဲသွားတွဲလာလောက်တာတွေကိုလည်းမတွေ့ရတော့ပါဘူး။သူတို့နှစ်ယောက်ကချစ်သူဖြစ်လာတာကြားပြီးတဲ့နောက်မှာတက်တက်ထွန်းကလက်မထက်ချင်တော့ဘူးလို့ဖြစ်သွားပါတော့တယ်။ကိုပစက်ကိုရှာလာနိုင်ပြီးတဲ့နောက်ပိုင်းမှာအိမ်အောင်ပြုတ်ဖို့အတွက်မတွေ့တော့ပဲကိုစီတော့ကိုပဲရက်တီလာကြမှာတော့တယ်။ခမွန်ဖြစ်သူရဲ့လှုပ်ရှားကိုထိုင်စားပြီးမိဘတက်အဝတ်လျှော်ထမင်းချက်ပြပြတဲ့အလုပ်ကိုမလုပ်ချင်တော့တာကြောင့် ချက်ချက်ဒရုန်းကအိမ်တော်မပြုတ်ကျင်တော့ဘူးဆိုပြီးတော့ဖြစ်သွားပါတော့တယ်။သူကိုယ်တိုင်လည်းအိမ်တော်မပြုတ်ကျင်တော့သလိုတခြားသောအမျိုးသမီးတွေကိုလည်းယောက်ျားလုပ်စာထိုင်စားပြီးကလေးမွေးအိမ်အလုပ်တွေလုပ်ပြီးစပန်ခေါင်းဝန်ကြီးတွေနဲ့မနေကြပါနဲ့လို့ပြောလိုက်ပါသေးတယ်ရှင်။တက်တက်ထွန်းကတော့အိမ်တော်ပြုတ်တာကအမျိုးသားရဲ့လုပ်စာကိုထိုင်စားကျင်တာကြောင့်လို့ထင်နေပြီးအမျိုးသမီးအများစုကတော့လက်မခံကြပါဘူး။အိမ်အလုပ်တွေလုပ်နေရတဲ့အမျိုးသမီးတွေကလည်းနှုံချတဲ့သူတွေမဟုတ်လို့အမျိုးသမီးအချင်းချင်းနှိမ်တာကိုလက်မခံကျင်ကြပါဘူး။တက်တက်ထွန်းကအမှုပညာလောကထဲမှာလည်းအောင်မြင်မှုတွေရရှိနေသလိုစီးပွားရေးလောကမှာလည်းဥဆောင်နိုင်သူဖြစ်တာကြောင့်အိမ်တော်မပြုတ်ကျင်တော့ ဲတယောက်ထဲပဲရက်တည်ကျနေပါတယ်။အမှုပညာကြီးကလည်းရရှိတဲ့ငွေတွေကိုရင်းနှီးမြှုပ်နှံလိုက်ပြီးကားအယောင်ဝယ်လုပ်ငန်းကိုလည်းလုပ်ကိုင်နေပါတယ်။တက်တက်ထွန်းကကားလုပ်ငန်းအပြင်သူ့ရဲ့ချစ်သူနဲ့တူရှယ်ယာတွေထည့်ပြီးဖုန်းဆိုင်တွေကိုလည်းဖွင့်လှစ်ထားပါသေးတယ်။တက်တက်ထွန်းကသူ့ရဲ့ကိုပိုင်လုပ်အားခငွေနဲ့အမေဖြစ်သူအတွက်ငွေနဲ့လက်ဆောင်အဖြစ်သိန်း၈000ကျော်တန်းအိမ်ဝယ်ပေးခဲ့ပါတယ်။တမအာဇီဝကြက်ကြက်ငွေတွေရှာပြီးတဲ့နောက်မှာတော့တက်တက်ထွန်းကကိုစီတော့ကိုပဲရက်တည်ကျင်းပြီးအိမ်အောင်ပြုကျင်တဲ့စိတ်တွေမရှိတော့တာပါရှင်။တက်တက်ထွန်းကယုံတင်စကားကြီးတွေမှာလည်းနာမည်ကြီးမင်းသားတွေနဲ့အတူတယောက်ဆောင်လာနိုင်တာကြောင့်ဒီနှစ်တော့အတွင်းမှာတော့အရန် ်းကိုအောင်မြင်လာခဲ့ပါတယ်။ဒီလိုအောင်မြင်လာအောင်သူ့ရဲ့ချစ်သူဖြစ်တဲ့ကိုလိုမိုးကနောက်ကနေပြီးတော့ပံ့ပိုးပေးခဲ့သူပါ။တတက်တွန်းကိုကဲ့ရဲ့တဲ့သူတွေကိုသူကိုယ်တိုင်ရန်တွေ့ပေးသလိုရန်ဖြစ်ပေးဖို့လည်းဝန်လေးသူမဟုတ်ပါဘူး။တတက်တွန်းကိုထိတဲ့သူမှန်သမျှသူနဲ့ညီမဲဆိုပြီးကောက်ွယ်ပေးခဲ့ပေမယ့်တတက်တွန်းကအောင်မြင်လာပြီးနောက်မှာတော့ကိုလိုမိုးကိုတောင်လက်မထက်ချင်တော့တဲ့အတိဖြစ်လာခဲ့ပါတယ်။အပြောင်းလဲမြန်တဲ့တတက်တွန်းရဲ့စကားကြောင့်ကိုလိုမိုးကတော့စိတ်မကောင်းဖြစ်သွားနိုင်ပြီးဒီလိုမပြောသင့်တဲ့အကြောင်းသူ့ကိုအကြံပေးနေကြပါတယ်။မင်းသမီးတွေကခရိုနီတွေကိုတယောက်ပြီးတယောက်လက်ထက်လာရတဲ့နောက်တတက်တွန်းကိုပြိသက်တွေကအချီးကျူးနေကြတော့မှပဲ သူကိုယ်တိုင်ကပြောင်းလဲလာခဲ့ပါတော့တယ်။တတထွန်းကကိုလိုမိုးနဲ့အတူတွေ့ရတာနဲ့လာပြီးမဲ့လဲတခြားသောမင်းသားတွေနဲ့အရင်ရင်းနေပြီးအင်တာဗျူးတွေမှာလည်းပခုံးဖက်အနမ်းနေပေးလိုက်လို့နေတက်ပါတယ်။ဒီလိုအရာတွေကိုကိုလိုမိုးကနားလည်ပြီးခုတ်လွတ်ပြီးခဲ့ပြီးမဲ့နောက်ဆုံးမှာတော့တတထွန်းကထမျက်တဲ့အမျိုးသမီးအဖြစ်တယောက်တည်းပဲနေထိုင်ကျင်နေပါတယ်။စီးပွားရေးမှာရောအမှုပညာလုပ်တွေမှာပါအောင်မြင်လာပြီးတဲ့နောက်အိမ်တော်မပြုတ်ကျင်တော့ပဲကိုတိုင်းမဲ့ရက်တီကျင်တော့တဲ့တတထွန်းအပေါ်ပြည်သက်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။